ျမကတော့ဒီဖျားစေဒီပစတိုးတွေပျက်စီးသွားတဲ့ဟာမှာတော့ဒီတမိုင်းထောက်ထားနေနဲ့အမွေနဲ့နေနဲ့ကျမကတော့နှမျောတတ်တာတာပေါ့နော်ပြန်ပြီးတော့ကျမတို့ခင်မှလည်းတိဆောက်ဖို့ခက်ခဲသွားပြီဒါပေမဲ့ကျမကဒီဖျားစေဒီပထိုးတွေနဲ့ဒန်းတူပဲလူသားတွေလည်းတံပိုးထားတဲ့အတွက်ကြောင့်မို့လို့နှစ်ဖက်စလုံးမျှပြီးတော့ဒီစေတနာရှင်တွေကုညီရေးတွေကနေပြီးတော့လုတ်ကင်ပြေးစီခြင်းပါတယ် မင်္ဂလာပါရှင်ကျွန်တော်နာမည်လေးပြောပြပါတီရီဝေပါဘယ်နှခုနှစ်ကလဲဆိုတက္ကသိုလ်ရောဆို82ပါ1980အဲ့ကျမကဟိုတန်တိုင်းတွေအကြောင်းနဲ့ရှားဝတ္ထုတို့များပါအဲ့ထဲမှာတော့အမေဆုံးမှာဈေးအကြောင်းနောက်ကအိမ်ပေါ်အကြောင်းနောက်ကလူမှုကူညီအတင်အကြောင်းနောက်ကဥပဒေအထက်မှာရှိတဲ့အမှုတွေအကြောင်းနောက်ကကျန်တဲ့ရတမျိုးစုံရေးထားပါတယ် ကျမကျင်လည်ခဲ့တဲ့နေ့ပဲအစုံကကိုတွေ့အကြောင်းအရာတွေကိုရေးထားတော့ပို့ပြီးတော့လွှဲကူပါတယ်ဆရာဥပဒေမှာတော့ကျမပထမအကြောင်းစင်ပြီးတော့ဥပဒေရရှိတာဝန်ထမ်းဆောင်ပါတယ်နောက်ပိုင်းကျတော့မိသားစုခက်ခဲကြောင်းလှုပ်ထွက်ပြီးတော့ကျမပြင်ပရှိနေဖြစ်နေလုတ်ကင်ပါတယ်နောက်တစ်ခါမြို့နယ်မှာတော့အမျိုးသမီးရနဲ့မိခင်နဲ့ကလေးဆောင်ရှောက်ရေးအတင်းနေမှာလဲအဲ့ဥပဒေနဲ့ပတ်သက်ပြီးတော့အဓိကအကြံပေးပါတယ်မလင်းဆိုတာကတော့ စိုင်းဆရာရွှေခိုင်းသားဆိုလို့ရှင်ဒီငလျင်နဲ့ပတ်သက်ပြီးတော့အထူးပြုပြီးတော့သူတည်တနာလုပ်ခဲ့တယ်စာအုပ်တွေထုတ်ခဲ့တယ်ဒါပေမဲ့ကျမတို့ကအဲ့လိုငလျင်ဆော်နဲ့ပတ်သက်လို့လုတ်သွားတယ်ကြားလိုက်တယ်ဘကိုးမှာဖရားတွေပြူတယ်ပကံမှာပြူတယ်ဆိုတော့ကိုနဲ့မသက်ဆိုင်ဘူးလို့ပဲအမှတ်တမဲ့နဲ့နေခဲ့ကြတယ်အခုကျတော့ဒီတဘာဝဘေးအန္တရာယ်ကြီးကကျမတို့နားနဲ့လက်တကောင်းရောက်လာပြီဆိုတဲ့အချိန်ကျတော့အကုန်လုံးကထိတ်လန့်ခြောက်ခြားပြီးတော့ဒီလက်တွေ့ဘဝပြတ်သွားတဲ့ ပုံကိုယ်တွေလည်းမိသားစုတွေလည်းအများကြီးရှိတယ်။နောက်တစ်ခါကျမတို့ဘက်မှာကဘာလို့တင်လဲဆိုတော့ကျမတို့ကဒီအသိပညာပိုင်းအတက်ပြန်ပိုင်းမှာတခြားနိုင်ငံကြီးတူကျမတို့ဘက်ကလည်းစွမ်းဆောင်နေတဲ့ပုံကိုယ်တွေအများကြီးရှိတယ်။ဒါပေမဲ့တကယ်တမ်းမှာကြတော့အခုနိုင်ငံတကားနေပြီးတော့လာပြီးတော့အကူအညီကယ်ဆယ်တဲ့အဖွဲ့တွေမှာတုံးနေတဲ့ပစ္စည်းတွေသူတို့ရဲ့လုံနည်းလုံဟန်တွေကြတော့ကျမတို့ကလိုက်မမီတော့ဘူး။အဲ့တော့အဲ့အရာတွေကိုကျမတို့ကအခုချိန်မှာတော့အဓိကထားပြီးတော့ ဒီလေ့လာပြီးလက်ကျင့်မှုလုပ်နေပါတယ်ဆိုတာကိုကျွန်မအနေနဲ့တွေ့ရပါတယ်ကဲကော ျမကတော့ဒီဖျားစေဒီပစတိုးတွေပျက်စီးသွားတဲ့ဟာမှာတော့ဒီတမိုင်းထောက်ထားနေနဲ့အမွေနဲ့နေနဲ့ကျမတော့နှမျောတတ်တာတာပေါ့နော်ပြန်ပြီးတော့ကျမတို့ခင်မှလည်းတိဆောက်ဖို့ခက်ခဲသွားပြီဒါပေမဲ့ကျမကဒီဖျားစေဒီပထိုးတွေနဲ့ဒန်းတူပဲလူသားတွေလည်းတံပိုးထားတဲ့အတွက်ကြောင့်မလို့နှစ်ဖက်စလုံးမျှပြီးတော့ဒီစေရနာရှင်တွေကုညီရေးတွေကနေပြီးတော့လုတ်ကင်ပြေးစီကျမတယ်ရှင်းနေသေးလားဆိုတော့ ဘာမှကိုမရှိရလဲအခုကနောက်တစ်ခုကကျမတို့ကအဲ့ဒီကဲတဲ့ဤပညာဆိုတာဒုတိယပေါ့နောက်အဲ့လိုမျိုးငလျင်တန်ရေပေးတန်နေဖြစ်လာတဲ့အခါမှာအဆောက်အုံတွေကကြန့်ခိုင်မှုလိုတယ်ဆိုတဲ့အချက်အဲ့ဒါတော့ကိုယ့်ဘက်ကလှုပ်ထားမယ်အချက်ပေါ့ဒီနိုင်ငံတကာကူညီကယ်ဆယ်ရေးဆိုတာတော့ဖြစ်လာရင်လာကူညီမယ်တခဏပြန်သွားမယ်အဲ့တော့ကျမတို့ပြည်သူတွေမှာပြည်သူတွေပဲရှိတဲ့အခါကျတော့ပထမချက်ကဘာလုပ်နိုင်လဲဆိုတော့ ဒီအိမ်ကြီးရဲ့ကြန့်ခိုင်ရေးပေါ့ကျမဒီ Facebook မှာတက်လာတော့လဲကျမဝင်ရေးထားတယ်ကျမတို့ကြုံတွေ့ခဲ့သမျှဆိုရင်နိုင်ငံအကြီးအကဲတယောက်ရဲ့လက်ထက်မှာလန်ဒရာတွေဟာတစ်နှစ်အတွင်းမှာပြိုကျပျက်စီးရင်အဲဆောက်လုပ်တဲ့ engineer ပုံမှန်6တက်အပကတုံးဆိုရပုံမှန်တည်နေဒါကျမကိုယ်တိုင်လိုက်ခဲ့တဲ့အမှုတွေပဲသူတို့အေးအေးယူရဆောက်တယ်အဲ့ဒါလည်းမဖြစ်မနေလိုအပ်တယ်ဘာကြောင့်လဲဆိုတော့ညီကြီးတွေပြော့နေတဲ့နေရာမှာခိုင်ခိုင်မာမာလိုအပ်တဲ့ပစ္စည်းတွေဥပမာဆိုတော့အခု တက်လာတဲ့ပြဿနာဘီလက်မီအတူပေါ့တရားခံဘသူလဲကိုပီရပဲလေတခြားဘသူမှလာလို့တာမဟုတ်ဘူးအဲ့တော့ချင်းချင်းကရှင်းရှင်းပြောရင်ဒီစီပွားရေးလောဘရှိတာလည်းရှိပေါ့နော်ဒါပေမဲ့ကိုယ့်ရဲ့လောဘဟာဒီအများပြည်သူကို ထိခိုက်ပျက်စီးနိုင်တယ်နောက်တစ်ခါအိနေတိုက်တာတွေပြိုပြီးတော့လူသေးတာတွေမကောက်နောက်ဆက်တွဲယောဂါတွေလာမယ် နောက်တစ်ခါတခြားတဘာဝကပ်ပြီးအများကြီးလာအောင်မနေပူထဲမှာတို့အခုဆိုလို့ရှိရင်ယာယီတဲတွေထိုးပြီးလို့နေကြရတယ်ပေါ့နော်အဲ့တော့နောက်ဆက်တွဲပြဿနာဘယ်လိုတိဆောက်ကြမလဲဆိုတော့ပြဿနာအများကြီးရှိတဲ့အတွက်ကြောင့်မို့လို့ဒီဆောက်လို့တဲ့ပုံကိုယ်တွေနဲ့ကြတော့လဲပဲအဓိကပေါ့နော်မိမိရဲ့လောဘလည်းရှိတယ်တစ်ဖက်မှာလည်းစီးပွားဖြစ်အောင်တစ်ဖက်မှာလည်းကြန့်ခိုင်အောင်ဒီစီကန်းနေလိုက်နေအညီပေါ့လောက်ကင်ဆောင်ရွက်တင်တယ်လို့ကျမကတော့ယုံပါတယ်ခုနလိုကုညီကယ်ဆယ်ရေးနည်းပညာတွေလေ့လာထားပါတတ်ရင်ကောင်းပါတယ် အဲ့လူတွေထဲမှာတော့ဒီမန္တလေးတို့စကိုင်းတို့ဆိုရင်မြို့ပြကြီးဖြစ်သွားပြီအပုံနှံ့နေတလိုင်းလိုင်းနဲ့ပေါ့နော်နောက်တစ်ခါမကျွတ်မလွတ်တဲ့ပုံကိုယ်တွေဓာတ်တွေလည်းရှင်းရှင်းပြောရင်ပရလောကလည်းကြုံနေကြပြီအဲ့တော့အားလုံးကိုလူသားချင်းစာနာတဲ့စိတ်နဲ့ကျမအကုန်လုံးအတွက်ဝမ်းနဲ့ကြေကွဲမိပါတယ်ကျမဘာမှဒီညနေလှုပ်မပေးနိုင်တဲ့အတွက်ကြောင့်လဲကျမလည်း Facebook ပေါ်မှာတိတိလောက်ကလေးတတ်တော့ကလေးဝင် ပြီးတော့ရေးပြီးတော့အားပေးရတယ်ဒီအကြံပေးရတယ်ဒါလောက်ပဲကျမတတ်နိုင်ပါတယ် ကြည့်ရှုနေကြတဲ့ပြည်သူတွေပြည်သက်တွေအားလုံးကျမရဲ့ဆာဖတ်ပြည်သက်တွေအပေါင်းအသင်းတွေအားလုံးနှစ်သစ်မှာဘေးအန္တရာယ်ကင်းကြပါစေလို့ဆုတောင်းပါတယ်။